အားလုံးပဲမင်္ဂလာပါရှင်အာစီတုဒ္ဒဆောင်ရတဆောင်ချန်နယ်မှာကြိုဆိုလိုက်ပါတယ်ကျမကတော့စုဖြစ်ပါတယ်ဒီနေ့မှာတော့ဆီယမိုင်းကြီးချန်နယ်ကျော်မမလေးရေးသားထားတဲ့တွေးဝတ္ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ခင်စားပေးကြပါအောင်ရှင်အခန်းလေစနေနေ့နေ့လယ်၌တက္ကသိုလ်ကျောင်းမြန်မာသာဌာနလက်ထောက်ကတိက ရုံးခန်းဝတ်တုံးရှုမိဆန်ရောက်ရှိတော်သည် နင်တို့သည်ယူမီစင်ပြောခိုင်းထားသည့်အတိုင်းတွေးလို့ရင်ကိစ္စအကြောင်းကိုကတိကဆရာဥသက်လွင်အားချိုတင်၍မပြောသေးပဲဂျပန်ကတိကဆရာမလေးမင်းမင်းစုံစမ်းစရာရှိ၍တွေးခွင့်ပြုရန်အချိန်တောင်းပေးထားသည်မြန်မာစာလက်ထောက်ကတိကဥသက်လွင်သည်တိတ်ကတို၌နိုင်ငံခြားသားများကိုမြန်မာစာပို့ချပေးနေရသူဖြစ်၍မြန်မာစာသင်ကြားရေးကိစ္စအတွက်သူထံသို့နိုင်ငံခြားဘာသာသင်သိပ္ပံကျောင်းမှာ ဂျပန်ကတိကဆီယာမှာလာရောက်မင်းမြန်းစုံစမ်းခြင်းဖြစ်လိမ့်မည်ဟုမှတ်တင်ကစနေနေ့လာရန်ရည်ချင်းပေးထားသည်ဂျန်ခန်တဲ့သူဝင်လာသောယုံမိဆန်ကိုမြင်မြင်ချင်းဥသက်လွင်ကပြုံးပြလိုက်သည်ဥသက်လွင်၏အပြုံးမှာစိတ်ချမ်းမြေ့ဖွယ်ရာဖြစ်ရသည်ထိုင်မှာဆီယာမမြန်မာစကားကောင်းကောင်းပြောတတ်တယ်လို့မနှုနှုစီကကြိုတင်သိထားရပါတယ်ဆီယာမအတွက်ဘလို့အကူအညီများပေးသေးကြမှာသလဲ ဦးသက်လွင်မှာအလွန်ဖော်ရွေလှသည်ချိုပြုံးထားသောသူ့မျက်နှာနှင့်သူ့ဖော်ရွေမှုသည်တသားရဲဖြစ်နေသည်အသက်40ပတ်ဝန်းကျင်၌ရှိရမည်ဟုယူမီဆန်ကခံမှန်းကြည့်သည်ထောင်ထောင်မောင်းမောင်းကိုလုံးခုပန်တောင်းတောင်းနှင့်ဝတ်ပုံစားပုံတည့်ရက်သည်သူတထူးကိုကူညီတတ်သောအသွင်ပြင်းမျိုးပေါ်သည်ယူမီဆန်သည်နှစ်လိုဖွဲ့ရကောင်းသောအပြုံးကလေးဖြင့်ပြုံးပြကဂျပန်ထုံးစံအတိုင်း ခါကိုကုန်းညွလျက်လေးလေးဆဆဂါရဝပြုတ်ပြီးမှကလထိုင်း၌ဝင်ထိုင်လိုက်သည်ဂျူးမီဆန်ကိုတွေးခင်ပြူတာကျေးဇူးတင်ပါတယ်ဆရာဆရာနဲ့တွေ့တွေ့ချင်းကျေးဇူးတင်တဲ့စကားကို ပထမဆုံးပြောပြရစီအထူးကျေးဇူးတင်ပါတယ်ဆရာဂျူးမီဆန်မြန်မာစကားပြောလိုက်ပုံအသံကလေးသည်ဥဒက်လွင်ဤနားထဲ၌ထူးထူးခြားခြားဖြစ်သွားသည် မြန်မာစကားသံမှာဒုရိယသံတစ်မျိုးကဲ့သို့တူနာတဲ့တွင်အတန်လိုင်းဝဲကလေးတစ်ခုစွဲညင်၍ကြံရည်နေသည်အတန်ကဆ၍ယူမီဆန်ကို စိတ်ဝင်စားသောသဖြင့်တရိပ်ပြူကြည့်မိသည် အရှိတိုင်းသူတို့၏လှရရအလှမျိုးစုံတဲ့၌သူ့အလှကတဖုံထူးခြားသော အလှဟုအမှုပညာအာယုံဖြင့်ကောက်ချက်ချသည်ယူမီဆန်ဝှစင်လာသောဘိုးကောင်ကိုဖယ်ရှားလျက်ဂျပန်ကီမိုနိုဟုဆိုအပြည့်ဖြင့်မြင်အောင်ကြည့်သည် သူရှိမှအခုမြင်ရသည့်အလှထက်ပို၍နွယ်နောင်နူးညံ့လျက်ချောလာလာမည့်အလှကို ပုံလောင်းခြင်းမည်သည်ဂျူမီဆန်ကရှေးဥစွာ ပြောကြားလိုလာသောကျေးဇူးတင်စကားကိုပြောကြားပြီးနောက်ရှင်ရင်နီနီပြုံးလိုက်သည်ဂျူမီဆန်၏နှစ်သိမ့်စွာပြုံးလိုက်သောအပြုံးကြောင့်ဟူသက်လွင်ကဂျူမီဆန်ကျေနံနှစ်သိမ့်သွားစီလို၍ထပ်ပြောလိုက်သည်ကျွန်တော်ဘာအခုညီပေးရမလဲဆရာမမြန်မာစာပွဲလွန်တဲ့နံတက်ချင်ပါသလား မြန်မာစာအုပ်ဂျပန်မှာ၄နှစ်တင်ခဲ့ပါတယ်။မြန်မာပြည်မှာရောက်နေတုန်းအထင်ရနိုင်မယ်ဆိုရင်မြန်မာစာကိုဆက်ပြီးသင်ချင်ပါသေးတယ်။ကျမလာတဲ့ကိစ္စကမြန်မာစာကိစ္စအတွက်မဟုတ်ပါဘူး။ကျမကိုရီးယားကိုတာကိစ္စကြောင့်လာရတာပါဆရာ။ဘယ်လိုကိစ္စပါလဲခင်ဗျာ။မြန်မာပြည်နဲ့ပတ်သက်ပြီးစာအုပ်များရေးချင်လို့ပါလား။ဦးသက်လွင်သည် ပြောပြီးပြုံးနေသည်။ယူမီဆန်မှာစိတ်ကိုငြိမ်အောင်ထားလျက်လာရင်ကိစ္စကို ပြောမိဆဲဆဲလက်ထောက်ကတိကာဤမိကုံးကိုပြင်၍ဖြေရပြန်သည် မြန်မာပြည်ရဲ့မြမယဉ်ကျေးမှုအကြောင်းကိုစာအုပ်တအုပ်ရေးမယ်လို့တော့အားခဲ့ထားပါဗျ။အခုလောလောဆယ်မအားလက်သေးပါဘူးဆရာ။ဆရာနဲ့တွေ့ကျင်တဲ့ကိစ္စကကျဲစကောဖုန်ကြီးကျောင်းကဆရာခေါ်သွားတဲ့ဂျပန်လေး။အခုဘယ်မှာရှိပါသလဲဆရာ။သိပါရစေ။ယူမီဆန်သည်သူသိကျင်သောအကြောင်းကိုတဲတုံးမေးချလိုက်သည်။ယူမီဆန်၏အတန်သည်ညင်ညင်ကလေးဖြစ်သည်တို့ရတွင်ဥသက်လွင်မှ နားကွဲမတက်ဖြစ်သွားလေသည် သူ့ဟာကျင်ဆက်ဖြင့်တို့လိုက်တယ်လို့တကူလုံးထုံကျင်သွားကကြောင်တက်တက်မျက်လုံးဖြင့်ဂျူးမိဆန်ကိုပြန်၍ကြည့်မိသည်ဥသက်လွင်သည့်အမူအရာများပြက်လျက်မှသူ့စိတ်ကိုအနိုင်နိုင်ထင်း၍ပြန်ပြောရသည်ကျွန်တော်အံ့ဩလိုက်တာဆရာမခြေတော်ဘုံကြီးကျောင်းကဂျပန်ကိုကျွန်တော်ခေါ်ခဲ့တယ်လို့ဆရာမဘယ်လိုများသိလာခဲ့ရသလဲခင်ဗျာဥသက်လွင်သည့်ယူမိဆန်ကိုပြူးဆိုက်လျက်ကြည့်နေ၏ကျမဖျားလေးရွာမှာစုံစမ်းတော့ ဖျားလေးရွာကအဖိုးကြီးကကြိုက်စကောဘုံကြီးကြောင်းကိုညွှန်ပြလိုက်ပါတယ်။ဘုံကြီးကဆရာစီမှာစုံစမ်းရင်သိနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။နေပါအောင်ဆရာမနေပါအောင်ဒီကလေးနဲ့ဆရာမနဲ့ကဘယ်လိုပတ်သက်ပါသလဲ။ဦးသက်လွင်သည်ယူမိစံစကားမစွန်ခင်လက်ကဝင်တရရဲ့ဂမူရှူတို့မေးလိုက်မိတော့မေးခွန်းဖြစ်သည်။ဆရာဒီကလေးကကျမမောင်လေးပါအဖေအတူတူပါပဲ။ ရှူမီစံသည်ရင်ထဲ၌ပြုံးတိတ်ထားရသောလျှို့ဝှက်ချက် ခီးကိုအန်ထုတ်လိုက်ရ၍လွတ်ကျွတ်ပေါ်ပါတက်သားသွားသည်။အိုးဆီယမမောင် ဟုတ်လားဆီယမ။ဦးသက်လွင်သည် ရှေ့ဆက်၍မပြောနိုင်တော့ဘဲနှုတ်ခမ်းများသာ တရွာရွာလှုံနေလေသည်။ဂျပန်ကိုစနေသားကဖုန်းအကြောင်းမှသူခေါ်လာခဲ့သည်။သူခေါ်လာခဲ့သောဂျပန်သည်ယခုသူ့ညီငယ်မောင်မောင်အဖြစ်နှင့်သူနှင့်မကွဲမကွာအတူတကွနေခဲ့ကြသည်မှာ မောင်မောင်အသက်ပင်22နှစ်ရှိပြီ သူနှင့်နေသော12နှစ်အတွင်းမောင်မောင်နှင့်ပတ်သက်၍နောက်ကြောင်းအဆက်ဆက်ဘာသတင်းများမပေါ်ပေါက်ခဲ့ပေပြည်ပုံကားချလျက်ဖုံးအုပ်ထားလိုက်သောမောင်မောင်၏အတိတ်ကလကကြီးသည်ယခုတော့မမျှော်လင့်ပဲရုံးမိဆန်ကလာ၍ဆွဲလိတ်တင်းပြလိုက်သည့်အတွက်သူမျက်စိရှိ၌ပွင့်သွားခြင်းကြောင့်များစွာ တုံ့လုံအံ့ဩသွားရခြင်းဖြစ်သည်ရုံးမိဆန်ကသူ့မောင်မောင်ဆို၍သူ့ကိုယ်တွင်မှမောင်နှမ မောင်နှမဆိုသောအတန်တို့သည် သူ့နား၌နားကွင်းမတက်ပဲ့တင်ထက်ညံနေသည်ဥသက်လွင်သည်စိတ်ကိုငြိမ်အောင်ကြိုးစား၍နှိမ်ပြီးမှအတန်ထွက်လာနိုင်သည်အံ့ဩတယ်ဆရာမကျွန်တော်ဝမ်းသာပါတယ်ဘုန်းကြီးเจ้าကသူ့ကိုခေါ်လာတော့စိတ်နဲ့သားပဲရှိသေးတယ်အခုအသက်22နှစ်ရှိပြီသူ့နာမည်ကမောင်မောင်လို့ခေါ်ပါတယ်မောင်လေး၏အမည်မှာမောင်မောင်ဆိုရေယူမိစံသည် မောင်မောင်ဟုတ် နှုတ်မှအတန်ထွက်ကခေါ်ကြည့်လိုက်သည်ဝန်းတာလိုက်တာဆရာဟုဆိုလိုက်သည်မမောင်အဖေဂျပန်မှာရှိသလားမရှိပါဘူးဆရာ သိပါပြီစင်ပြီးတော့အဖေနဲ့ကျမချက်ချင်းပြန်မတွေ့ရပါဘူးမြန်မာပြည်ထောင်ထဲမှာစစ်တရခံဖြစ်၃နှစ်နေသွားရတယ်နောက်စင်ကာပူပို့ပြီးစင်ကာပူမှာ၂နှစ်နေပြီးမှဂျပန်ပြန်ရောက်လို့ကျမနဲ့ပြန်တွေ့ရပါတယ်အဖေပြန်လာတော့အဖေကမကျမ်းပါဘူးမြန်မာပြည်မှာ ကျမမောင်လေးရှိတဲ့အကြောင်းပြောပြပါတယ်။သူသားကိုသူတိတ်ချစ်ပါတယ်။သူသားအကြောင်းကိုခဏခဏပြောပြတယ်။သူတိတ်မှမှာတော့သူသားကိုသူပြန်တွေ့ရဖို့မရှိတော့စိတ်လျှော့သွားပါတယ်။ကျမအဖေမိန်းမကသူနာပြုဆရာမမထွေးထွေးပါ။မောင်လေးဆယ်လာသားမှကလေးကိုခေါ်ပြီးဘကူနာကဖျားလေးရွာကိုခဏပြင်းသွားတာ။အဖေနဲ့နောက်ထပ်မတွေ့ရတော့ဘူးပြောပါတယ်။မမအဖေနာမည်ကဘယ်လိုခေါ်ပါသလဲ။ မစ္စတာယူရှိရာလို့ခေါ်ပါတယ်ဆရာမတွေ့တွေ့နဲ့လက်ထက်တုန်းကစစ်တပ်မှာမိကြပါနောက်တော့စစ်မပြေးခင်ပဲလက်တင်င်းကနေရာထူးတက်ပါတယ်ဒါဖြင့်မမောင်အဖေကစစ်ပြီးတော့လေရန်ကုန်ထောင်ထဲမှာရှိသေးတာ哦မမောင်ဟာသူ့ဖေနာမီတောင်သူမသိဘူးသူ့ဖေတက်ပုံတော့သူငငယ်ရမြင်ဘူးတယ်ဟုတ်လားဆရာသူမြင်ဘူးသလားသူတင်မကဘူးဆရာမဒီတက်ပုံကိုကျွန်တော်လည်းမြင်ဘူးတယ် ကျမဖေတဲ့ပုံကျမယူလာပါတယ်ဆရာမင်္ဂလာတော်မှာနေတုန်းကရိုက်ပြီးပို့တဲ့ပုံပါဇူမီစန်သည်သူ့အိတ်ထဲမှာဓာတ်ပုံကိုထုတ်ယူ၍ဥသက်လွင်ကိုလှမ်းပေးလိုက်သည် ဥသက်လွင်ကဓာတ်ပုံကို စိုက်ကြည့်လျက်ရခင်ကဖုန်ကြီးကျောင်း၌သူပုံသူဆွဲယူခဲ့သောမောင်မောင်အဖေပုံပင်ဖြစ်၍မောင်မောင်အဖေမှမောင်မောင်အဖေအစဉ်ဓာတ်ပုံကိုယူကြည့်သောဥသက်လွင်၏မျက်နှာသည်တိတိတသားကြီးဖြူဖက်ဖြူရော်ကြီးဖြစ်သွားသည် ဥဒက်လွင်ရုပ်ကြီးအမှုအရာပြောင်းသွားခြင်းကို ရှူးမိစံမြင်လိုက်ရသည် ဟုတ်ပါတယ်ဆရာမဒီပုံမျိုးပါပဲသူ့အဖေတပ်ပုံကိုငငယ်ကသူစုပ်ပြလို့ကျွန်တော်ပြန်သိမ့်ထားရတယ်ပုံတူလည်းဆွဲထားပါတယ်ဘာဖြစ်လို့စုပ်ပြတာလဲဆရာ သူ့အဖေတပ်ပုံမှန်သူသိတယ်မဟုတ်လားဘာကြောင့်လဲရှူးမိစံနှုတ်ကအဆင်မပြတ်တတတမေးလေလေဥဒက်လွင်ရင်၌အဆင်မပြတ်တဖြည်းဖြည်းဖြစ်လေလေ ်ဦးသက်လွင်မှယူမိဆန်ကိုပွင့်ပွင့်လင်းလင်းပြောပြရန်နှေးကွေးနေသည်ဖွင့်ပြောရန်အာနာဟန်လည်းပေါ့၏ရှိုင်းရကြနေမလားလဲဆို၏မပြောချင်ပြောချင်ဖြင့်ပြောရတော့၏သူ့ဖေဓာတ်ပုံမှန်းတော့သူသိတယ်ဆီယမသူ့ကိုဘုန်းကြီးเจ้าကအကြောင်းသားတွေနဲ့ကိုရင်တွေက ပြောင်းလောင်နေကြတော့ရှက်ပြီးစုပ်ပြစ်လိုက်တာပါပဲဩော် ။အော်ဆိုသောအတန်ကလေးမှာတဲ့တဲ့ကလေးဝဲလျက်ရှည်လျာတိုးမြင့်နေသည်။အတန်ပြောက်သွားပြီးနောက်ယူမိဆန်၏မျက်နှာပေါ်မှသွေးရောင်များပါပြောက်ွယ်သွားသည်။မျက်မှောင်ကလေးကျုပ်လျက်မျက်လုံးဆင်းဆင်းနှင့်ငင်းငိုင်ငြိမ်သက်လျက်နေပုံကလေးသည်တနာစပွဲဖြစ်သည်။ပြီးခဲ့သောစင်ကြီးဤရက်ဆက်ကြံကြုံမှုကြီးသည်ကြောက်မက်ဖွယ်ရာကောင်းလာပြီ။ဤအမျိုးမျိုးဖြင့်ကန်းကုံအောင်ကျူးလွန်၍ န်းကုံအောင်ဖြစ်စည်းသွားပြီးနောက်စစ်လိုင်းတဘူကြီးရှော့ကျသဆင်းသွားသောအခါ၌သူတို့မောင်နှမမှာကန်းဆက်၌ကြံ့ရီးခဲ့ကြသော အမိုက်ပြိတ်များပါမှာစစ်တန်စစ်မွေစိုးကိုတယောက်တစ်မျိုးစီခွဲဝေခဲ့ကြရပါကလားဟုယူမိစင်တွေးမိလျက်ရှိသည်ဦးသက်လွင်သည်တက်ပြင်းချ၍ဆက်ပြောလိုက်သည် သူ့အတန်းမှလည်းလေးလံလာလေသည်မောင်မောင်ကသူ့ဖေဂျပန်ပြစ်တာတိတ်ရှက်နေတော့ကျွန်တော်အင်မတန်တနာတာနဲ့သူ့ ကျောင်းကကျွန်တော်ခေါ်ခဲ့ရတာပဲဆရာမအခုမောင်မောင်ဆရာနဲ့အတူတူနေပါသလားချူမီစံဤအသံမှာပျော့လွန်းနေသည်သူ့တကူလုံးလဲအေးဆက်နေသည်သူ့ကိုခေါ်လာခဲ့တဲ့နေရာဆာပြီးကျွန်တော်နဲ့အတူတူပါပဲဆရာမကျွန်တော်သူ့ကိုကြောင်းထားလာတာအခုတက္ကသိုလ်ရောက်နေပါပြီသူကလည်းကျွန်တော်ကိုသူ့ကိုကြီးပဲသဘောထားပါတယ်သူဟာလည်းကျွန်တော်ညီလေးဖြစ်နေပါပြီ။ ဂျူမီဆန်သည်ဝေ့လာသောမျက်ရည်စပြင်ပင်ဥသက်လွင်၏မျက်နှာကိုမျက်လုံးကလေးပင့်၍ကြည့်နေသည်ကျေးဇူးတင်ပါတယ်ဆရာဆရာကိုကျမမမြင်ရခင်ကပဲကျေးဇူးတင်နေပါတယ်ဒါကြောင့်ဆရာကိုမြင်မြင်ချင်းကျေးဇူးတင်ကြောင်စကားကိုအရင်ပြောရပါတယ်ဆရာသာမခေါ်ခဲ့ရင်သူ့ဘဝဘယ်လိုဖြစ်မယ်ဆိုတာကျမနားလဲပါတယ်သူရှိတယ်လို့သိရတဲ့နေ့ကစပြီးကျမသူ့ကိုတွေ့ချင်းမြင်ချင်းလုံးလို့မြန်မာပြည်လာနိုင်အောင်မြန်မာစကားတွေသင်ခဲ့ပါတယ်ဆရာ ကျမမောင်မောင်ကို တွေ့ပြစေစီရာဦးသက်လွေမှာလေးလံသောယင်ဖြင့်ပင့်သက်တစ်ချက်ရှာလိုက်သည်မောင်မောင်ကို တွေ့ရပါတယ်ဆီယမဒါပေမဲ့သူနဲ့ဆီယမနဲ့မောင်နှမဆိုတာပြုံးသားတီဖွင့်ပြပြလို့မဖြစ်သေးဘူးလို့ကျွန်တော်ထင်တယ်သူနဲ့ဆီယမနဲ့ခင်မင်ရင်းနှီးအောင်လှုပ်ပြီးမှတဖြည်းဖြည်းပြောပြရင်ပူကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆီယမသူ့မှာသူ့အဖေဂျပန်ဖြစ်ရမလားဆိုတဲ့မကျေနပ်တဲ့စိတ်နာကြီးတဲ့စိတ်ကရှိနေတယ် သူ့ကိုခေါ်လာတော့ကသူ့ပေဂျပန်ဖြစ်တာဘယ်သူ့ကိုမှမပြောပါဘူးလို့သူ့ကိုကျွန်တော်ဂရီဘေးပြီမှလိုက်လာတာပါကျွန်တော်ကနေ့အတိပေးထားတဲ့ဂရီအတိုင်းပဲဘယ်သူ့ကိုမှမပြောပြခဲ့ပါဘူးကျွန်တော်နဲ့အတူနေခဲ့တဲ့နေရာစပြီးသူ့ဘဝကိုသူလုံးလုံးမေ့ထားတယ်ဒီလိုပြောရတာအနာပါတယ်ဆရာမဦးသက်လင်းသည်အမှန်ပင်မျက်နာမထတတ်လောက်အောင်အနာသွားသည်ယူမီဆန်ရောရဲရဲကလေးပြုံးလျက်ဝမ်းနေစိတ်ကိုမြိုသိမ့်လိုက်သည်ကျမနားလဲပါပြီဆရာ ကျမကိုသူချစ်ခင်အောင်လှုပ်ပြီးမှ အမဖြစ်မှန်သိစဉ်ပို့ကောင်းပါတယ်ဆရာကျမကိုချစ်အောင်ခင်အောင်အတတ်နိုင်ဆုံးကြိုးစားပါမယ်ဒီလိုကြိုးစားဖို့အတွက်သူနဲ့ကျမခဏခဏတွေ့ဖို့လိုအပ်ပါလိမ့်မယ်ဒါကတော့ဖြစ်နိုင်ပါတယ်ဆရာမဆရာမကျွန်တော်အိမ်ကိုလာပါဆရာမခဏခဏလာဖို့အတွက်ကျွန်တော်စီမှာမြမယဉ်ကျေးမှုစာအုပ်ရေးဖို့ဝင်နေထွက်တယ်အကူအညီတောင်းနေဆိုရင်ဖြစ်နိုင်တာပဲမောင်မောင်နဲ့ခဏခဏတွေ့ရတာပေါ့ နွမ်းနေသောယူမိဆန်ဤမျက်နာကလေးမှာတိတိတတ်တာလန်း၍လာသည် သူရင်၌ပြောင်းစံနေသောခန်းစားချက်များသည် ရှင်နှင့်မဆန့်အောင်ပြောင်းစံလျက်ပင်ဖြစ်သည်ဆရာကျန်ကောင်းပါလေဆရာကျမဘယ်နေ့ကစာပြီးလာရမလဲကျမကိုရချိန်ပေးပါဆရာအင်္ဂလိပ်စာလည်းပေးပါကျူမီစံတွက်လက်လန်းစန်းလာခြင်းကို တွေ့ရသည့်အခါမှဆရာဦးသက်လွင် စိတ်သက်သာရာရသွားသည် ဆာရက်ပေါ်၌အိမ်လေးစာကိုရေးပေးလိုက်ကမောင်မောင်အိမ်မှာရှိမိနောက်စနေနေ့ညနေ၄နာရီလာတွေ့ရန်ရချင်းပေးလိုက်သည်အခန်းထဲမှထွက်သွားသောယူမီဆန်ဤစိမ်းများပေါ်ပသွားလေသလားဦးသက်လွင်မှရှင်လေး၍ကြံခဲ့သည်တစ်ချိန်လုံးမောင်မောင်ကိုသာမြင်ယောင်၍နေမိသည်ဦးသက်လွင်သည်ကြောင်းကပြန်နေကြအချိန်ထက်စော၍အိမ်သို့ပြန်သွားသည်အိမ်ရောက်၍တကားခွင့်ဝေးသူမှမောင်မောင်ဖြစ်သည် မောင်မောင်သည်ညနေဘက်ကြောင်စင်ကရာတေးလေ့ကျင့်သည့်အခါဝတ်လေရှိသောကရာတေးအဝတ်နှင့် တကားပြည့်ဖွင့်လိုက်သည်ရှူမီစန်နှင့် တွေ့ခဲ့ရပြီးမှယနေ့မောင်မောင်ဝတ်ထားသောကရာတေးအဝတ်အစားကိုကြည့်၍ဥဒက်လွင်ဤရင်သည်တင့်ခါသွားလေသည်ညနေတိုင်းကရာတေးအဝတ်အစားဖြင့်မြင်နေကြမောင်မောင်မဟုတ်တော့ပေဂျပန်ဆီယာမာကလေးဤမောင်အဖြစ်ဂျပန်ရုပ်ပြောင်း၍မြင်လိုက်မိသည်မမောင်ကိုဂျပန်ကလေးဖြစ်မှန်အမြင်သိဖြင့်ယနေ့မှသူနှင့်ခွာ၍မြင်ရခြင်းဖြစ်သည် ဟင်အကိုကြီးစောလာကြီးလားနေမကောင်းလို့လားကိုကြီးဦးသက်လွင်ဤမျက်နှာညှို့ညို့ကိုမြင်လိုက်၍မောင်မောင်ပြပြသက်လဲဖြစ်သွားသည်မောင်မောင်ကပြပြသက်လဲဖြစ်လေလေဦးသက်လွင်မှာဟန်ဆောင်၍မရလေဖြစ်ရသည်ဂျပန်ပြည်ကမင်းအမရောက်လာတယ် ဟုပြောလိုက်ခြင်းဒီမှာနှုတ်ရနေသည်အောင်ဤ၍ထားရသောမအီမလဲမျက်နှာကြီးဖြင့်တန်ရလိုက်ကရောချလိုက်သည်ဖိန်တင်းတင်းနဲ့ဖျားခြင်းတလူလူဖြစ်လို့ကွာစောစောအကူကြီးပြန်ခဲ့တယ် ်ဦးသက်လွင်သည်ပြောပြီးအပေါ်အင်ကြီးကို မတက်မသာ ချွတ်နေ၍မောင်မောင်ကကူညီ၍ချွတ်ပေးသည်အင်ကြီးချိန်၌အင်ကြီးကို ပြေးချိန်လိုက်သည်အိတ်ခမ်းထဲသို့တက်ဝင်သွားသော သူ့ကိုကြီးနောက်သို့ပြေးလိုက်သွားသည်အကူကြီးခဏလဲနေပါလားကိုမရပြီခုပဲဈေးထွက်သွားတယ်မောင်မောင်ကရပြုတ်လိုက်အောင်ပဲခြေထုတ်လိုက်မှဖြစ်မယ်အကူကြီးကရင်မောင်၌ပြင်းလဲဆန်းလိုက်သောဥသက်လွင်ကိုယ်ပေါ်သို့ဆောင်းလွှမ်းခြုံပေးပြီးနောက်အခန်းထဲမှမောင်မောင်ပြန်ပြေးထွက်သွားသည် ဘေးတိုက်မြင်လိုက်ရသောမောင်မောင်ဤမျက်နာကလေးကိုတစီတစောင်းကြည့်လိုက်ပြီးနောက်ဥသက်လွင်သည့်မျက်လုံးများကိုမှိတ်၍မှိန်နေလေသည် မောင်မောင်မှာ အရက်ပုပုအသားညူညူနှာရန်ပေါ်ပေါ်ပန်းလွာတင်းစစ်သည့်နှုတ်ခမ်းရှိလျက်ထုံနှုတ်ခမ်းကလေးမှပြုံးလိုက်ပြီးဆိုလျင်ကလေးတယောက်ဤဖြူစင်သောအပြုံးကလေးပွင့်လာတတ်ကမျက်လုံးများပါတောက်ပပြုံးရွေ၍သွားသည် ဥသက်လွင်သည်ယင်ထဲ၌လှောက်ရှားလွန်း၍အကယ်ပင်အဖျားဝင်လာမတက်ကြောထဲ၌တဆိမ့်ဆိမ့်ဖြစ်လာကတက်ပြင်းပြင်းပြင်းချလိုက်သည်မိဖို့ခန်းထဲ၌ကွန်ရက်ပြုတ်ရည်ကိုတစက်မြတ်တောက်ချင်စိတ်မရှိဘဲနှင်းမောင်မောင်မှုတ်ပြီးကမ်းပိနေသောကွန်ရက်ပြုတ်ရည်ကိုမျက်စိမိတ်၍ကြိုက်ချနေရသည်အခုကြည့်ကျွန်တော်အရန်တရင်ကအဝတ်တွေရလာပြီပြီးတော့အခုကြည့်ကိုဝတ်ပြမယ်နော်မောင်မောင်ကကွန်ရက်ပြုတ်ရည်ကိုတိုက်နေရင်အတက်တရောပြောဆိုနေသည် ။ဦးသက်လွင်သည်မောင်မောင်ယူးယူးရရမှုတ်ပေနေသောကွမ်းရည်ရီကိုကြိုက်ချရင်ယူမိစံဤမျက်နာကိုဖျောက်မရအောင်မြင်နေမိသည်။ဘဝတစ်လျှောက်လုံးသူ့ကိုမိခိုလျက်ချစ်ခင်တွေတားနေသော မောင်မောင်ဤတန်ရောစင်နှောင်ချိုသည် ကြားဝင်၍ဘယ်သူမှဖြစ်မရအောင်ချီနှောင်ထားမှန်းသိ၍မောင်မောင်ကိုတုံ့ပြန်၍သူချစ်ခဲ့ရသည်။ကျင်နာခဲ့ရသည်။ဤလောကကြီး၌သူတူတည်းချစ်ခဲ့ကျင်နာခဲ့သော မောင်မောင်အားသူတူတည်းမဟုတ်တော့ပဲနောက်တူတိုးလာခြင်းကြောင့် မောင်မောင်အတွက်ကြိတ်၍လဲဝမ်းသာ၏မောင်မောင်အားတကောင်ကျွဲတမျက်နာမဟုတ်တော့ကြောင်းကိုဖွင့်ပြနိုင်မိအချိန်သို့မြန်မြန်ရောက်စေခြင်းလာသည်မောင်မောင်သည်ဥသက်လင်ကိုကွန်ရက်ပြုတ်ရီတိုက်ပြီးအလဲခိုင်းကစောင်းပြန်လွန့်ပေသည်နှစ်ဖူးကိုဆန်းကကူမပူပါဘူးအကိုကြီးရဟုလဲဆို၏ထို့နောက်ပြုံ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 ဖြင့်အပားမှခွာသွားကဘီယူကိုဆွဲဖွင့်လိုက်သည် ဘီယိုထဲမှာဆင်းဝုဆုံကိုထုတ်လာကသူ့ကိုယ်နိုင်ကိုဓာတ်သည့်ကရာဒိအိုးကိုထွက်လိုက်သည်။ဥသက်လွင်သည်မောင်မောင်အိုးလဲနေခြင်းကိုငေးဆိုင်ကကြည့်နေသည်။မောင်မောင်သည်ဆင်းဝုဆုံကိုအကြဝှစ်စင်နေသည်။တမယာကုံဆေးအုပ်ထုတ်ကိုနောက်ဆုံးမှကောင်းဆွလိုက်သည်။အခုကြည့်ကြည့်ပါဦး။ကျွန်တော်နဲ့ဆင်းဝုဆစ်စားနဲ့လိုက်တယ်မဟုတ်လားကိုကြီး။ဥသက်လွင်သည်နေ့လယ်ကယူမီဆန်ပြသောမေဂျာယူရှိရာရုပ်ပုံနဲ့ဆင်းဝုဆစ်စားဝတ်ထားသောမောင်မောင်ပုံကိုရှင်၍မြင်မိက ရှင်ထဲ၌လှန်တဘို့ထန်သွားလေသည်စေဥဆောင်ဆင်းရင်ပြီးမောင်မောင်သည်ခြေထောက်ကို ရိုက်ခက်လျက်ဥသက်လွင်အားအလေးပြုလိုက်သည် သူ့အပြုမှုကို သူ့ဟာသူသဘောကျလျက်အသံထွက်၍ရဲလေသည်ဥသက်လွင်သည် ရှင်ဝေသောမျက်လုံးအစုံဖြင့်မောင်မောင်ကို ပြုံးယုံမျှပြုံးပြနိုင်ရှာသည်ကျွန်တော်တို့ဆရာဘူကြီးကပြောတယ်ကိုကြီးအရန်တက်ထဲမှာလင်းနစ်ဝင်ပြီးဘူလောင်းတင်နှံကိုတန်းသွားနိုင်နေတဲ့ကျွန်တော်လင်းနစ်ပြင်ဘူလောင်းတင်နှံသွားခြင်းနဲ့ကိုကြီးရဲ့ သွားရမလားစစ်တပ်ထဲဘာဖြစ်လို့ဝင်ကျင်ရတာလဲငါညီရဲ့အကိုကြီးလိုကြောင်းစရာမလုပ်ချင်ဘူးလားကို့အတိုင်းပြည်နယ်လူမျိုးတွေကာကွယ်ဖို့ဝင်ရမှာပေါ့အကိုကြီးရဒီတခါမြန်မာပြည်ကိုနေချက်ဖက်စစ်ကောင်တွေလာရရင်လမ်းဆမ်းမသိကိုကြီးရကျွန်တော်ဒင်းတို့နဲ့ချကြံပါတယ်အာရပါရကျောင်းဝလိုက်သည့်မောင်မောင်ဤဖက်စစ်စကလုံးနောက်ွယ်၌ရှိသောအတိဘယ်မှာဂျပန်ကိုရည်ညွှန်းဆိုလိုသော အတိဘယ်ပေါက်၍ဥသက်လွင်မျက်နှာပြတ်သွားသည် ဥသက်လွေမျက်နှာပြက်သွားခြင်းကိုမြင်မှမောင်မောင်မှသူစကားနှင့်သူမလုံးမလဲစိတ်တမျိုးပေါ်ကဥတုအန်တန်ဖြစ်သွားသည်သူရင်တွင်၌ဖုံးကွယ်ထားသောနာလုံးကိုဖွင့်ဖော်မိလျက်သာဖြစ်ရသည်မောင်မောင်ဤဥတုအန်တန်အမူအရာသည်သူ့ဘဝနာခဲ့ခြင်းကိုဒီအသက်ဒီရွယ်ရောက်သည့်အထိမေးလျော့ပြေပြောက်ခြင်းမရှိသေးမှန်သိရှိလိုက်ရသည့်အတွက်ယူမီဆန်နှင့်တွင်ရေးကိစ္စထက်၍တူရှင်ပူသွားရသည် ။ဦးသက်လွင်မှာယခုသူမြင်ရသောမောင်မောင်ဤစစ်သားအသွင်နှင့်မောင်မောင်ဤစကားလုံးများကို မောင်မောင်ဖခင်ကာနေယူရှိရာမြင်စီကြားစေခြင်းတော်သည်။ကာနေယူရှိရာကိုယ်တိုင်ဤမြင်ကွင်းကိုမြင်ရကြားရမည်ဆိုပါကမြည်တို့ရှိမည်နီ။ဤဤတွေ့တို့သည်ဦးသက်လွင်အားပတ်ချဝိုင်းလျက်ရှိလေသည်။ဦးသက်လွင်သည်ထိုနေ့ညတညလုံးအိပ်၍မပြောတော့ခြင်း။ရောက်ရက်ခက်မြဖြစ်သည့်အတွေ့များခံစားမှုများဖြင့် သူ့စိတ်ကိုလွှမ်းမိုးထားသော ပြဿနာကြီးကိုစဉ်းစားလျက်ရှိလေသည်မျက်လုံးအကြောင်းသားဖြင့်အမောင်တဲသို့စူးစိုက်လျက်ရှိရမှာတဖက်ကရင်၌အိပ်ပျော်လျက်ရှိသည့်မောင်မောင်ဤတရှူရှူအသက်ရှူသံကိုကြားနေရသည် မောင်မောင်ဤအတိတ်သည် တရိပ်ရိပ်ပေါ်လျက်ရှိသည်အချိန်မေးနားဆင်ခဲ့ကြသူလူတစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင် အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတိဆက်ပေးတော့မှာမို့ဆက်ဆက်ဆောင်မျိုးအပေးကြပါဦးနော် ကျမတို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။ဘေးအနီးရဲ့ပေါင်းမခင်ဝေကြပါသေးရှင်။